မင်္ဂလာပါရှင်11ရက်တည်းရဲ့ဒီဇင်ဘာလ3ရက်နေ့မြန်ကင်တရေတိုင်းထုတ်မှုစီစဉ်စတင်မှာတော့မေဒီကနေ့မှာတင်ဆက်မဲ့သတင်းတွေကတော့မောကုံမြို့နဲ့မိုးမင်းမြို့ကိုပြန်ပေးလိုက်ရတဲ့အပေါ်တောင်းပန်ကြောင်းနဲ့မောကုံမြို့ကိုတအန်းဒေသဒဲသူပြန်ပါဝင်လာနိုင်ရေးရှိမှန်းထားတယ်လို့ TNN နေထွေထွေအတွင်းရေးမှူးတားပုံးကျော်ကလူမှုကွန်ရက်မှာရေးသားဖော်ပြတဲ့သတင်း မူဆယ်မန္တလေးရထားလမ်းသစ်ဖောက်လို့ရေးစီမံကိန်းအကောင့်ထဲပေါ်ဆောင်ရည်ဥဆောင်ကော်မတီဖွဲ့စည်းရတဲ့ဒီဇင်ဘာလပထမဆယ်ရက်ပတ်အတွင်းနေပြည်တော်ရန်ကုန်ပဲခူးတနင်္သာရီကယားကရင်မွန်နဲ့ရှမ်းပြည်တို့မှာဒီဇင်ဘာလပြည်မြပူချင်းအောင်လျှော်နေနိုင်နေတဲ့ရှိတဲ့အာရှနိုင်ငံများတွင်စိုးရတဲ့ရေလမ်းမှုများဖြစ်ပွားပြီးလူပေါင်းများစွာတည်ဆုံနေတဲ့မက်ဆီဟာမိမိအတွက်ကမ္ဘာအကောင်ဆုံးကစားသမားဖြစ်ကြောင်းရမောပြောကြားရတဲ့အစားရှိတဲ့များကိုတင်ဆက်မှာပါ။ ဥဆုံးတဲ့တဲ့ပုံအနေနဲ့မောကုံမျိုးနဲ့မိုးမင်းမျိုးကိုပြန်ပေးလိုက်ရတဲ့အပေါ်တောင်းပန်ကြောင်းနဲ့မောကုံမျိုးကိုတအန်းဒေတာတဲ့သို့ပြန်ပါဝင်လာနိုင်ရည်မှန်းထားတယ်လို့ TNN ရဲ့ထွတ်ထွတ်တည်ရမှုတာပုံးကျော်ကလူမှုကွန်ရက်မှာရေးသားဖော်ပြတဲ့သတင်းကိုတင်ဆက်ပါမယ်။ မောကုတ်မိုးမိတ်ပြင်ပလိုက်ရတဲ့အပေါ်တကယ်ပေးဆက်တင်တာသူတွေကိုအနူးညွတ်တောင်းမှန်ကြောင်းနဲ့မောကုတ်မျိုးကိုတန်းအန်ဒေတာတဲကိုပြန်ပါဝင်လာနိုင်ရည်ရည်မှန်းထားကြောင်းတရနန်နေအဖွဲ့ထွေထွေတွေ့ရမှုတာဝန်ကျော်က၎င်းအုံပြူတဲ့ Mighty Land Facebook အကောင့်မှာဒီဇင်ဘာလတရက်ကရေးသားဖော်ပြခဲ့ပါတယ်မိုးကုံမျိုးနဲ့မိုးမိတ်မျိုးတို့ကိုတမတော်ထံပြန်ပေးလိုက်ရတဲ့အပေါ်နိုင်ငံရေးဖြန့်ခင်းသူများနဲ့မြည်သည့်အရာမှမသိပဲဆဲကျင်သူတွေကိုရှင်းကျင်ပါတယ်လို့ အဆိုပါ post မှာအစချေထားပြီးပထမဆုံးတကယ်ပေးဆက်နင်းနာသူတွေကိုတောင်းပန်ခြင်းကြောင့်ရင်ထဲလှိုက်လိုက်လဲလဲနှာကျင်ရသည်မို့အနုညွတ်တောင်းပန်ကြောင်း TNL အဖွဲ့အထွေထွေအတွင်းရင်မူတောင်းဖုံးကျော်ကရေးသားထားပါတယ်။တန်အန်းနိုင်ငံရေးနဲ့ပန်းနိုင်တခုဟာမိုးကုတ်မြို့ကိုတန်အန်းဒေသမူရင်းမှာတန်အန်းပြင်းနေတယ်လို့ဖော်ပြထားတဲ့တဲ့ကိုပါအောင်ကြိုးပမ်းရေးဖြစ်ကြောင်းရှင်းရခင်နှစ်ပေါင်းထောင်ချီကလေးကတန်းလူမျိုးတို့တင်လာတဲ့မိုးကုတ်မျိုးကိုတန်းလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ယင်မန်းထားကြောင်းတာဖုံးကျော်ကအေးသားထားပါတယ်။ အခုတော့လက်ထဲရောက်လာတဲ့ကိမုတ်ကိုမစားရပဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွက်ရပါတယ်။ကံမကုန်သေးရင်တော့ကြိုးစားသူအတွက်ရလက်ရှိသမြဲလို့ယုံကြည်ပါတယ်လို့ TNL အဖွဲ့အထွေထွေအတွင်းရင်မူတာဖုံးကျော်ကရေးသားပြောကြားခဲ့ပါတယ်။ဒါအပြင်တစ္ဆာဖောက်လို့ပပဆက်ဆက်ပြောသူတွေအနေနဲ့တေချာပြန်သုံးသက်ပြီးအရှိတရားတွေကိုလက်ကင်ထားစေခြင်းကြောင့်နေဦးတော်လည်းရင်မှာ TNL အနေနဲ့ဆယ်နှစ်ကျော်တိစောက်ထားတဲ့အရင်အမြင့်တွေနဲ့အကောင်းဆုံးပံ့ပိုးခဲ့ကြောင်းလက်သုံးချောင်းထောင်သူတွေကိုလှဆင်ဆန်အိတ်ထောင်ကြီးပိုင်းကျွေးမွေးမြင့်တင်လေ့ကျင့်ထားကြောင်း TNL အဖွဲ့အထွေထွေအတွင်းမှတောင်းဖုံးကျော်ကဆိုပါတယ်။သုံးလနှစ်အတွင်းရေဘော်အင်အားထောင်ချီပေးဆက်အရင်ပြုခဲ့တယ်။လက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့တယ်လို့၎င်းကရေးသားထားပါတယ်။ဗမာရီဒီဒီခေါ်ချိန်လိုက်မပါနိုင်ပေမဲ့လည်းမိယအရှိန်နဲ့လိုက်ဖို့ကြိုးစားခဲ့ကြအောင်အမန်တကယ်တစ်တုံညာနှစ်ခွန်စစ်စင်ရဲမှာမြည်သည့်ဒီဒီကမှလက်တွေ့ပါမလာပဲနောက်ဆုံးမှကိုသာအထီးကျန်ပြီးလင်းရင်ဘုံတန်တင်ရကြအောင်တာဖုံးကျော်ကရေးသားထားပါရယ် ရင်ဘတ်တွေတပြန်ပြန်ကွဲအသေးနှလုံးတွေနာကျင်ရပါတယ်။ကြီးမရှိဘတ်ဂျက်မရှိသေစရာလူသူလည်းနည်းလာတော့မိုးကုတ်မိုးမိတ်နဲ့ညှိပြီးအပြစ်ရက်ရတယ်။ပွဲကမပြီးသေးပါဘူး။ဒါပေမဲ့အစဲတွေကစုံလွန်လာပါတယ်လို့ TNL အဖွဲ့အထွေထွေတွင်ရေးမှူးတာဖုံးကျော်ကရေးသားထားပါတယ်။ဒါပြင် TNL ကထောက်ပံ့ကြွေးမွေးခဲ့တဲ့အဖွဲ့တွေကမိုးကုတ်မြို့ကိုပြန်သိမ်းတာကိုမြင်ကျင်ဆန်းတယ်လို့လည်း၎င်းကရေးသားထားပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာ TNL ရဲ့ဦးဆောင်မှုနဲ့အတူ PDF အဖွဲ့တွေပေါ်ပေါ့မီမန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မိုးကုံမြို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့မိုးမိတ်မြို့တို့ကိုဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့အောက်တိုဘာလကုန်ပိုင်းမှာတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စီစံမှုနဲ့တရုတ်နိုင်ငံကိုမင်းမြို့မှာကျင်းပခဲ့တဲ့တမရော်နဲ့ TNL တို့ရဲ့၉ချိန်မြောက်ဆွေးနွေးပွဲဆုံးဖြတ်ချက်အရာ မိုးကုံမြို့နဲ့မိုးမိတ်မြို့တို့ကနေ TNL ထွက်ခွာပေးဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။အဆိုပါသဘောတူညီချက်အရပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုတမတော်ကဘုံကျဲခြင်းမပြုဖို့သဘောတူညီမှုရရှိခဲ့ပြီးအခုခါမိုးကုံမြို့ကိုတမတော်စစ်ကြောင်းတွေပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ TNL ဟာ တစ်တုံညာနှစ်ခွန်တိုက်ပွဲဖော်ဆောင်မှုကာလကကြောင်မင်းနဲ့တီဘောကြားကာလန်ပေါ်မှာရှိတဲ့ကျင်းသေးတရားကို၎င်းတမရော်ကကြောင်မဲမြို့ကိုပြန်လည်ရရှိရေးတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်လာချိန်မှာနောင်ချိုနဲ့ကြောင်မဲကြားကားလန်ပေါ်မှာရှိတဲ့ခုတ်တွင်းတရားနဲ့နှစ်ပေါင်း125နှစ်တက်တန်းရှိတဲ့ကဘာကျော်မြည့်ရထားတန်လန်ခုတ်ထိတ်တရားကြောင်မဲဘတ်ချမ်းမှာတရားရဲ့အလျားပေ30ကျော်ကို၎င်းမိုင်းခွဲဖြက်စီးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မူဆယ်မန္တလေးရထားလမ်းတည့်ဖောက်လို့ရေးစီမံကိန်းကောင်တယ်ပေါ်ဆောင်ရည်ဥဆောင်ကော်မတီဖွဲ့စည်းရတဲ့ရင်ကိုတင်ဆက်ပါမယ်။မူဆယ်မန္တလေးရထားလမ်းတည့်ဖောက်လို့ရေးစီမံကိန်းကောင်တယ်ပေါ်ဆောင်ရနိုင်ရေးနှစ်နိုင်ငံဆိုရချင်းချင်းညီနိုင်ဆောင်ရနိုင်မှုအတွက်နိုင်ငံတော်အစီစီမံကိန်းကောင်တယ်ပေါ်ဆောင်ရည်ဥဆောင်ကော်မတီဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံပြန်လည်မှဖော်ပြထားပါတယ်။ဒီကော်မတီမှာဥက္ကဋ္ဌအဖြစ်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒုတိယဥက္ကဋ္ဌအဖြစ်ဗန္ဒာရေးနဲ့အခွန်ဝန်ကြီးဌာနပြည်တော်စု ဝင်ကြီးတို့ကတာဝန်ယူဆောင်ရွက်မယ်လို့သိရပါတယ်။အဆိုပါဥဆောင်ကော်မတီရဲ့လုပ်ငန်းတာဝန်တွေမှာစီမံကိန်းအကောင့်ထဲပေါ်နိုင်မှုအတွက်အစိုးရအချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးမိုးပေါင်းရေးဆွဲအတည်ပြုခြင်းနှစ်နိုင်ငံအစိုးရတွေအကြားတွဲဆောင်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နိုင်ရေးစီစဉ်ဆောင်ရွက်တာနဲ့ framework agreement လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်တာဥဆောင်ကော်မတီဟာစီမံကိန်းလုပ်ငန်းအတွက်လိုအပ်တဲ့ကော်မတီနဲ့အဖွဲ့တွေဖွဲ့တာပေါင်းစပ်ညှိနှိုင်းပေးတာစီမံကိန်းနဲ့သက်ဆိုင်တဲ့အစီအစဉ်တွေချမှတ်တာနဲ့ကြီးကြပ်ကိုခဲ့တာ စီမံကိန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မဲ့ယင်းနှီးမြှုပ်နှံမှုပုံစံနဲ့စီမံကိန်းအတွက်ယင်းနှီးမြှုပ်နှံမဲ့ရမုံငွေဆိုင်ရာမူဝါဒသတ်မှတ်တင်ပြတာစီမံကိန်းရဲ့ပြင်ရင်းပြပယင်းနှီးမြှုပ်နှံမဲ့သူတွေကိုဖိတ်ခေါ်နိုင်ရေးနဲ့အတုံးနှုံးသက်သာတဲ့ဖွံ့ဖြိုးမှုရမုံငွေရရှိရေးဆိုင်ရာတွေပေါင်းစပ်ညီနိုင်ဆောင်ရွက်တာစီမံကိန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်မဲ့အထူးပြုကုမ္ပဏီထူထောင်နိုင်ရေးညီနိုင်ဆွေးနွေးခြင်းမူဝါဒရေးဆွဲတာနဲ့နိုင်ငံတော်အစိုးရနဲ့အထူးပြုကုမ္ပဏီအကြားလုပ်ငန်းဆိုင်ရာသဘောတူညီချက်စာချုပ်မူကြမ်းအပေါ်သုံးသပ်တာ ဥဆောင်ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအမျိုးသားကောင်ကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကိုအစီရင်ခံတင်ပြတာနိုင်ငံတော်ဘတ်ဂျက်သုံးဆဖို့ကိစ္စရပ်တွေဆုံးဖြတ်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကိုအမျိုးသားကောင်ကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကနေတဆင့်စေဝါရေးဆိုင်ရာကော်မတီနဲ့ပြည်သူ့အစိုးရအဖွဲ့ကိုတင်ပြအတည်ပြုချက်ရယူတာတွေဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီး ဒီဇင်ဘာလပထမဆယ်ရက်ပတ်အတွင်းနေပြည်တော်ရန်ကုန်ပဲခူးတနင်္သာရီကယားကရင်မွန်းနဲ့ရှမ်းပြည်နယ်တို့မှာဒီဇင်ဘာလပြန်ပြပူချိန်အောင်ဂျော်ဒန်နဲ့တင်းကိုတင်ဆက်ပါမယ်။ဒီဇင်ဘာလပထမဆယ်ရက်ပတ်အတွင်းနေပြည်တော်ရန်ကုန်ပဲခူးတနင်္သာရီကယားကရင်မွန်းနဲ့ရှမ်းပြည်နယ်တို့မှာဒီဇင်ဘာလပြန်ပြပူချိန်အောင်ဂျော်ဒန်နဲ့နယ်လို့မူလီဝတာနဲ့ဇလာပီရာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ညပူချိန်အနေနဲ့နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်း တနင်္သာရီတိုင်းကယားကရင်မော်နဲ့ရှမ်းပြည်နယ်တို့မှာဒေဇမလပြင်းများအပူချိန်ရဲ့1.5ဒီဂရီဆယ်စီယပ်စ်နဲ့အောက်ဒါမှမဟုတ်35ဒီဂရီဖာရင်ဟိုက်နဲ့အောက်ကျော်နေနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းကချင်ချင်းနဲ့ရခိုင်ပြည်နယ်တို့မှာဒေဇမလပြင်းများအပူချိန်ခန့်သာရှိနိုင်တယ်လို့သိရပါတယ်။မြို့အခြေအနေအနေနဲ့မန္တလေးတိုင်းစကိုင်းတိုင်းအေရီတိုင်းကချင်ကယားချင်းမော်နဲ့ရှမ်းပြည်နယ်တို့မှာ9ရက်က9ရက်ခန့် နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းကရင်နဲ့ရခိုင်ပြည်နယ်တို့မှာတရက်ကနေ၄ရက်ခန့်မနက်ပိုင်းမှာမြူထူတွေဆိုင်းနိုင်တယ်လို့သိရပါတယ်။ဆလဘီရှေ့တော်အာရှနိုင်ငံများတွင်ဆိုးရွားရရွေလက်မှုများဖြစ်ပွားပြီးလူပေါင်းများစွာသေဆုံးတဲ့တိုင်းကိုတင်ဆက်ပါမယ်။အရေးတော်အာရှနိုင်ငံတွေမှာမကြသေးမီရက်တွေအတွင်းဆိုးရွားတဲ့ရေလွှမ်းမှုတွေဖြစ်ပွားနေပြီးလူပေါင်းများစွာသေဆုံးခဲ့ကြောင်း AFP သတင်းမှာဖော်ပြခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမြောက်ဆူမတရာပြည်နယ်မှာရပ်ပေါင်းများစွာကြောင့်မိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေလွှမ်းမှုတွေမြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့အတွက်သေဆုံးသူ19ဦးအထိရှိလာခဲ့ပြီးလူပေါင်းတာဆင်ချီပျောက်ဆုံးနေပါတယ်။တချို့နေရာဒေသတွေမှာကုန်းလမ်းတွေပြက်စီးနေပြီးလမ်းပိတ်ဆို့မှုတွေဖြစ်ပွားနေကောင်ဖုန်းလိုင်းတွေနဲ့လင်းစစ်တာလိုင်းတွေလည်းပြတ်တောက်နေကြောင်းအမျိုးသားရှာဖွေကိစ္စရေးအေဂျင်စီအရာရှိအီမီဖရီဇာကပြောပါရယ်။အင်းကြီးချင်းအာချီပြည်နယ်မှာလည်းမိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်ထောင်ထဲချီတဲ့ဒေသခံတွေကော ပေးလို့ရနေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒါ့အပြင်ထိုင်းနိုင်ငံတောင်ပိုင်းအထူးသဖြင့်မလေးရှားနယ်စပ်အနီးမှာရှိတဲ့ဟဲရိုင်မြို့မှာရေလွှမ်းမှုမှုတွေဖြစ်ပွားခဲ့ပါတယ်။ထိုင်းတောင်ပိုင်းပြည်နယ်ရှစ်ခုမှာရေလွှမ်းမှုမှုတွေကြောင့်လူ68ဦးသေဆုံးခဲ့ပြီးလူပေါင်း3.5တန်းကျော်ရေဘေးဒုက္ခကိုခံခဲ့ရကြောင်းထိုင်းဆိုရကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာနိုဝင်ဘာ28ရက်ကမိုးရွာသွန်းမှုရပ်တန့်သွားပေမဲ့ရေလွှမ်းမှုမှုတွေဆက်ရှိနေဆဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာလည်းလူနေဦးသေဆုံးကြောင်းအတည်ပြုထားပြီးအပူပိုင်းမုန်တိုင်းဆန်ရဝင်ရောက်တိုက်ခတ်ခဲ့ပြီးတဲ့နောက်အာရော့သွားကြောင်းမိုးလေဝသအာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။မုန်တိုင်းအာရော့သွားပေမဲ့လည်းမိုးသည်ထန်စွာရွာသွန်းမှုတွေလေပြင်းတိုက်ခတ်မှုတွေအတွက်ပြင်းစင်ထားဖို့နဲ့ပင်လယ်ပြင်မှာလှိုင်းထန်နေတဲ့အတွက်အရွယ်အစားသိငယ်တဲ့သင်္ဘောတွေအတွက်အနည်းရရှိကြောင်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။တရီလင်ကနိုင်ငံမှာလည်းမိုးသည်ထန်စွာရွာသွန်းမှုညေပြူမှုတွေကြောင့် ေဆုံးသူ56ဦးအထိမြင့်တက်လာခဲ့ပြီးလူ22ဦးပျောက်ဆုံးနေတဲ့အတွက်အာဏာပိုင်တွေကရှောက်ဖေးကင်းစင်းလုပ်ငန်းအတွက်စစ်တပ်ကိုဖြန့်ကျက်ချထားခဲ့ရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မက်ဆီဟာမိမိအတွက်ကမ္ဘာအကောင်ဆုံးကစားသမားဖြစ်ကြောင်းယမားပြောကြားသတင်းကိုတင်ဆက်ပါပြီ။ဘာစလိုနာကျေပွင့်လာမီယမားကအသင်းကနဝင်းမက်ဆီဟာမိမိအတွက်ကမ္ဘာအကောင်ဆုံးကစားသမားဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သူကမက်ဆီနဲ့နှိုင်းယှဉ်နေမှုတွေကိုလည်းမလိုချင်ကြောင်းဖွင့်ဟခဲ့ပါတယ်။ မင်းကနေရှိနေရဆိုတာကျွန်တော်သိပါတယ်ကျွန်တော်သူ့ကိုလေးစားပါတယ်သူဖြစ်ခဲ့တာတွေဘောလုံးအတွက်သူကဘာလဲဆိုတာတွေကိုပေါ့ကျွန်တော်တို့ဟာကိုင်းထဲမှာဆုံတွေ့ရင်လည်းအပြန်လည်လေးစားမှုရှိရပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာဘောလုံးသမားတွေဖြစ်လို့ပါကျွန်တော်ဖို့သူဟာတမိုင်းမှာအကောင်းဆုံးပါပဲသူလည်းကျွန်တော်ကိုကစားသမားတဝက်ဖြစ်သိထားပြီကျွန်တော်ကလည်းသူ့ကိုလေးစားမှုရှိပါတယ်ဒါကအပြန်လည်လေးစားမှုပါကျွန်တော်ဟာမက်ဆီမဖြစ်ချင်ဘူးဆိုတာနှစ်ဦးစလုံးသိထားပါတယ်ကျွန်တော်လည်းကိုပဲကျွန်တော်လျှောက်ချင်ပါတယ်ဒါပါပဲ သူ့လိုကစားလူစိတ်လည်းကျွန်တော်မှမရှိပါဘူး။ကျောနံပါတ်30ကလည်းသူဝစ်ဆင်ခဲ့လို့ဆိုတာမျိုးလည်းမဟုတ်ပါဘူးလို့ရမားက CBS ရုပ်သံနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။ရမားဟာလည်းရှိမှာမန်စီဝစ်ဆင်ခဲ့တဲ့ကျောနံပါတ်30ကိုစက္ကန့်ရယူထားပြီးနှုတ်စလုံးဟာလာမာစီယာအကယ်ဒမီထွက်တည်လည်းဖြစ်ကြပါတယ်။၎င်းတို့နှုတ်ဟာလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာမိခင်နိုင်ငံလေရွေးစင်အသင်းနဲ့ပထမဆုံးအကြိမ်ရင်ဆိုင်ရနိုင်ကြည်လဲရှိနေပါတယ်။ 11ရုပ်တန်ရမနခင်သတင်းများကိုတင်ဆက်ခဲ့တာပါတချို့နားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနခင်ချိန်ခါဖြစ်ကြပါစေရှင်